ကဲလောမင်္ဂလာပဲပြည့် JDS ချန်နမပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့ဒီလာမယ့်မေလ17ရက်နေ့တနင်္ဂနွေနေ့မှာချင်ပါပြုတ်သွားမယ့် UFC 215ပြိုင်ပွဲမှာဒါပါဝင်သွားမယ့်နာမည်ကြီးသွဲဆိုင်တချို့ကိုဝေကျူအထူးတုံတစ်ချက်အနေနဲ့တုံတက်တင်ဆက်ပေးတော့မှာဖြစ်တယ်ဗျအဲ့တော့အထူးသဖြင့်ဒီ main card ထဲကသွဲဆိုင် ငါးဆိုင်ကိုဒါဖွေကျူတုံးတဲ့ချက်အနေနဲ့ပြုလုပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်အခုပဲစတင်ကြလိုက်အောင်ပါ။ပထမဦးဆုံးအနေနဲ့ lightweight တွဲဆိုင်တဆိုင်ဖြစ်တဲ့ဒါ Bintit Fighter Binui Saint Denne ဆိုတဲ့ fighter နဲ့ဒါ Canada fighter တို့အုပ်ဖြစ်တဲ့ Kylie Brooklas 2ရဲ့တွဲဆိုင်လေးကနေပြီးတော့မှစလိုက်ချင်ပါတယ်။ Binui Saint Denne ဆိုတာကတော့ဒါပြောမယ်ဆိုတော့ဒါကန်တတော်လေးကိုစူးတဲ့ fighter တူလို့ပြောလို့ရပါတယ်။အဲ့တော့သူ့အနေနဲ့ကတော့ဒီပွဲတွင်းဒါရှင်ပြိုင်ထူးတက်တဲ့အချိန်မှာပေါ့နော်ဒါသူ့ရဲ့ဒီဆုံးဖြတ်ချက်အမားကြောင့် ာသူ့အနေနဲ့နှစ်ပွဲဆက်ဒါရှုံးနေသွားခဲ့ရတယ်ပေါ့နော်အဲ့တော့အထူးသဖြင့်ဒါ Destin Poirier နဲ့ဒါရှင်ပြန်ထူးတက်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့ဒါပရိသတ်တွေအားလုံးသိရှိခဲ့ကြမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီပထမအချိန်မှာဆိုရင်တော့ဒါ Destin Poirier ကိုသူ့အနေနဲ့ဒါဒီအမတ်အပြတ်သက်ဒီအတားစီးပုံစံမျိုးနဲ့ဒါရှင်ပြန်ထူတက်သွားနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီဒုတိယခြေလဲရောက်တဲ့အချိန်မှာဆိုရင်တော့ဒါဘီနွေစိန်ဒန်နစ်ကဒီဒက်စတင်ပူရီယာနဲ့ ဒီသူ့အနေနဲ့ပေါ့နော်ဒီ ground ပိုင်းမှာကျွန်တော်ရှင်ပြီးတော့ကစားမယ်ဆိုရင်ဒါအနိုင်ရယူလို့ရတဲ့အနေအထားမျိုးမှာပေါ့နော်ဒီ stand fight ပိုင်းနဲ့ဒါသူတို့ပြန်ကိုတို့ပြန်ဒါရှင်ထိုးပြီးတော့ဒါကစားမိခဲ့တယ်ပေါ့နော်အဲ့ဒီအမားကြောင့်ပဲဘင်းနွေစိတ်ဒက်နစ်ဆိုတဲ့ fighter ကဒါ destiny ပူရီကိုဒါအလဲထိုးနဲ့ဒါအရှုံးပေးလိုက်ရတယ်ပေါ့နော် အဲဒါအလိုပဲရှုံးနေပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့သူအနေနဲ့ဒီ ranking အောက်ပိုင်းကိုရောက်သွားတယ်ပေါ့နော်အဲဒီနောက်ပိုင်းမှာဆိုရင်တော့ Binway Saint Dennis က Renanto Moiken နူဆိုတဲ့ fighter ကိုဒါဆက်ပြီးတော့မှရှုံးနေသွားခဲ့ရပါတယ်အဲ့တော့ရှုံးနေသွားခဲ့ရတဲ့အဓိကအကြောင်းရင်းကတော့ဒါ Renanto Moiken နူရဲ့ဒီထိတ်တောင်းတွေကြောင့်ဒါရှုံးသွားခဲ့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီပွဲစဉ်ကိုဒါသိသိသွားပြီးတော့မှလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ဒါ Renanto Moiken 2ကဒါဝင်လုံးပြီးတော့မှ ီဘီနွိစိတ်ဒန်နစ်ကိုပေါ့နော်ဒါထူထောင်ပြီးဒါကစားပြသွားခဲ့တယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာဆိုရင်တော့ဒါဘီနွိစိတ်ဒန်နစ်အနေနဲ့ဒါတော်တော်လေးကိုယ်ပြေသွားခဲ့တယ်လို့ပြောမယ်ဗျအဲ့တော့ဒီဒုတိယအချီပြန်ဆတဲ့အချိန်မှာဆိုရင်လေဒါအကွဲပြဲတွေများလို့ဆိုပြီးတော့မှဒါဆရာဝန်တွေရဲ့စစ်စစ်ချက်အရာပေါ့နော်ဒါဒီအရှုံးပုံစံမျိုးဒါ TKO ပုံစံမျိုးနဲ့ဒါရှုံးနေသွားခဲ့ရတယ်ပေါ့နော် ဲ့တော့တကယ်လို့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေထဲမှာပေါ့နော်ဒီပွဲစဉ်လေးကိုမကြည့်ရသေးတဲ့ပရိသတ်တွေရှိအောင်မယ်ဆိုရင်ကျွန်တော်ဒီ description link မှာ link လေးချထားပေးပါမယ်အဲ့ဒီမှာကျွန်တော်သွားပြီးတော့မှဝင်ရောက်ကြည့်ရှုနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘီနွိစိတ်ဒန်နစ်ကအခုဆိုရင်တော့ဒါသူ့အနေနဲ့ Joe Albert ဆိုတဲ့ fighter နဲ့ဒါရှင်ပြန်ထူးတက်သွားရဖို့ရှိနေတယ်ပေါ့နော်အဲ့တော့ဒါလက်ရှိမှာဆိုရင်တော့ဒါတွဲဆိုင်ကဒါရုပ်တရက်အပြောင်းလဲဖြစ်သွားခဲ့တယ်။ဒါ Joe Abrex ဆိုတဲ့ fighter ကနှုတ်ထွက်သွားခဲ့ရတဲ့အတွက်ကြောင့်မို့ ဒီကနေဒါကဖိုင်တာတူဖြစ်တဲ့ကျွန်တော်ခိုင်လီဘရူကူလက်ဆိုတဲ့ဖိုင်တာကဒါလူဆောင်းဝင်ပြီးတော့မှအာထူတက်ပြီးသွားခဲ့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတစ်ဖက်ကခိုင်လီပရိုပိုလက်ဆိုတဲ့အကြောင်းလေးကိုဒါပြောလိုက်ရအောင်ပါလူကတော့ပြောအောင်မယ်ဆိုတော့ဒါအသက်အရွယ်ရဒါအကြီးပိုင်းကိုရောက်နေတဲ့ဒါဖိုက်တာတူလို့ပြောလို့ရတယ်ပေါ့နော်အရင်တုန်းကဆိုရင်တော့ဒါ UFC အဖွဲ့အစည်းမှာဒါကစားဖူးခဲ့ပြီးမဲ့လဲဒါရလက်ပိုင်းအရာပြောအောင်မယ်ဆိုရင်တော့ ဒီအရင်ကြီးကောင်းတဲ့အနေထားမျိုးမရှိတဲ့အတွက်ကြောင့်မို့ဒါစာချုပ်ချက်သိမ်းခံလိုက်ရတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့ဒါတခြားအဖွဲ့အစည်းတွေမှာဒါတွန်းပြီးတော့မှဒါဝင်ရောက်ရှင်ပြိုင်ထူးတက်တာမျိုးတွေဒါတွေးခဲ့ရတယ်အဲ့တော့အခုလက်ရှိမှာတော့ဒါ Joe Abrams ဆိုတဲ့ fighter ကဒါနှုတ်ထက်တွန်းခဲ့ရတဲ့အတွက်ကြောင့်မို့ဒါပြောမယ်ဆိုရင်တော့ဒီ UFC 31 fight ကလည်းဒါကနေဒါမှာကျွန်တော်ဂျင်ပါပြုတ်လို့မဲ့ပွဲစဉ်ဖြစ်တာကြောင့်လည်းပါတယ်အဲ့တော့ ဖိုက်တာရုပ်တရက်ကျွန်တော်ရှာမယ်ဆိုရင်ရှာလို့မလွယ်တဲ့အနေအထားမျိုးရှိတယ်ပေါ့ဒီအတွက်ကြောင့်မကျွန်တော်တို့ဒီဒီကနေဒါမှာကျင်းပမဲ့နိုင်ငံကဖိုက်တာတအူးနဲ့တာပွင့်တယ်ပြီးလိုက်တယ်လို့ပဲပြောမယ်ပေါ့နော်အဲ့တော့ဒီအဲ့လိုပွဲတယ်တဲ့အနေအထားမှာကျွန်တော်ခိုင်လီဒါ propulse ဆိုတဲ့ဒါဖိုက်တာကလူဆောင်းဝင်ပြီးတော့မှရှင်ပြိုင်ထိုးတက်ပေးရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီခိုင်လီ propulse ရဲ့ဒီကစားဟန်ကိုဒါကျွန်တော်တို့အနေနဲ့အသေးစိတ်တွန်းပြီးတော့မှလေ့လာကြည့်မယ်ဆိုတော့ဒါဒီဖိုက်တာကသူ့ရဲ့ဒီနဗန်းပိုင်းနဲ့ ဒီ boxing ပိုင်းကိုဒါအသားပြီးပြီးတော့မှရှင်ပြန်ကစားတတ်တဲ့ fighter တအူးဆိုတာကျွန်တော်သိမြင်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဆွဲဆုံရ fighter ဆိုပြီးမဲ့လေဒီထိုက်တန်အစ်မျိုးရှိတဲ့ fighter တအူးတော့မဟုတ်ဘူးဒါတချို့နေရာမှာကတော့ဒါအထူးသဖြင့်ကျွန်တော်တို့အနေနဲ့ဒါချီကျူးရမှာကတော့ဒါသူ့ရဲ့မာကုံဖြစ်တယ်ဒါတုံယုံတန်ယုံကျွန်တော်ထိချက်မျိုးလောက်နဲ့ဆိုတော့ဒါဒီ fighter ကကျသွားတာမျိုးဒါလုံးဝမရှိနိုင်ဘူးပေါ့နော် တကယ်ကိုကျွန်တော်ပါဝါပြင်းပြင်းနဲ့ဒါရှင်ပြန်ထူးတက်နိုင်တဲ့ fighter တွေလောက်မှပဲ ကျွန်တော်ဒီ propeller ဆိုတဲ့ fighter ကိုကျွန်တော်အလဲထိုးနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ fighter ဟာတပတ်လူလောက်မှလူစားဝင်ပုံစံမျိုးနဲ့ရှင်ပြိုင်ထူးတက်ပေးရတဲ့အတွက်ကြောင့်မို့ဒါပြင်ဆင်တဲ့အပိုင်းမှာလည်းဒါအချိန်ပိုင်းအရပြောမယ်ဆိုတော့ဒါတော်တော်လေးကိုနင်းခဲရပြီးတော့မှဒါသူ့အနေနဲ့ဆွမ်းဆောင်ရအကောင်းဆုံးအနေထားကိုပြသနိုင်ဖို့အတွက်ဆိုရင်တော့ဒါမူလေကူတဲ့အနေထားမျိုးရှိနေတယ်ပေါ့နော်အဲ့တော့ဒီအချက်တွေကြောင့်ပဲဒါကျွန်တော်အနေနဲ့ကတော့ Minwin Singh Dennis ကိုဒါအတားစီပုံစံမျိုးနဲ့အနိုင်ရယူသွားနိုင်မယ်လို့ဒါခန့်မှန်းချင်ပါတယ် ။ Okay ဒါဆိုရင်ကျွန်တော်နောက်ထပ်သွေးဆိုင်သဆိုင်ကိုတွားလိုက်အောင်ပါ။နောက်ထပ်သွေးဆိုင်သဆိုင်ကတော့ဒါ Amutamin Flyweight ဒီ MME သွေးဆိုင်သဆိုင်ဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီသွေးဆိုင်မှာဆိုရင်တော့ဒီ Flyweight Ranking ဒါအဆင့်တက်နေရာမှာရက်တည်နေတဲ့ဒါ Mexico Fighter မှတဦးဖြစ်တဲ့ Alessa Grasso နဲ့ဒါ Brazil က Fighter တဦးဖြစ်တဲ့ဒါ Nathamia Seva ဒါ Ranking fight မှာရက်တည်နေတဲ့ဒါ fighter တို့ဒါရှင်ပြိုင်ထိုးတက်သွားမှာဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကိုလည်းကျွန်တော်တို့အနေနဲ့ဒါစောင့်ကြည့်သွားတင်တယ်ပေါ့နော် ဲ့တော့ Alexa Grasso ကတော့ဒီသူ့အနေနဲ့နောက်ဆုံးပွဲရှင်ပြိုင်ထူးတက်ထားခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီ Platina Shechenko ဆိုတဲ့ဒါ Champion Fighter မှာတအူးလေးကိုဒါအမှတ်အပြတ်တက်နဲ့ဒါရှုံးနေထားခဲ့ရတယ်ပေါ့နော် သူအနေနဲ့အဲ့ဒီပွဲရုံးနေပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါ flyweight champion ဘွေကိုဒါဆွန့်လွတ်ပေးလိုက်ရတယ်အဲ့တော့ Alessu Grassu ဆိုတဲ့ fighter ကဒါသူ့ရဲ့ဒီနောက်ဆုံးပွဲမှာဆိုရင် Platina Shechenko ဆိုတဲ့ဒါ fighter ကိုအမတ်အပြတ်တက်နဲ့ရှုံးနေထားခဲ့ရတာတွေ့ရတယ်အဲ့ဒီပွဲရုံးနေပြီးသွားတဲ့နောက်ပိုင်းမှာပဲသူအနေနဲ့သူ့ရဲ့ဒီ flyweight champion ဘွေကိုဒါဆွန့်လွတ်ပေးလိုက်ရတယ်ပေါ့နော်အဲ့တော့ဒီ fighter ကပြောမယ်ဆိုတော့ဒီတန်စကာအတွင်းမှာရှင်ပြိုင်ထူးတက်တဲ့အချိန်မှာဆိုရင်တော့ဒီအမအရင်ရပြောမယ်ဆိုရင်ဒါတော်တော်လေးကို နည်းတဲ့ fighter တူဖြစ်တယ်ဗောနော်အဓိကအပြင်ကတော့ဒီ Weflin Ski ကြောင့်တာသူအနေနဲ့ဒီအမတ်အပြတ်တဲ့ရှုံနေခင်းရပြီးတော့မှသာခက်ပက်ကိုလလပီလိုက်ရတာဖြစ်တယ်ဗောနော်အဲ့တော့တပတ်ကသူနဲ့ရှင်ပြိုင်ထူးတက်သွားမဲ့ဒီနာသလီယာစီဗာကတော့ UFC ရဲ့အဖွဲ့အစည်းမှာဒါလုံးဝရှုံးပွေးမရှိထားသေးတဲ့ fighter တူဖြစ်ပါလေအဲ့တော့ဒီ fighter ရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်တွောင်းပြီးကြည့်လိုက်မယ်ဆိုရင်တော့ဒါအထင်ကြီးစရာတွေကိုဒါတွေ့မြင်ရမှာဖြစ်တယ် တော်တော်များများကျွန်တော်သူ့ရဲ့ဒီ striking skill ကိုအသေးစိတ်သွားပြီးကြည့်မယ်ဆိုရင်တော့ဒီအကွာဝေးထိန်းပြီးတော့မှဒါ teacher အတားစီးပုံစံမျိုးနဲ့ဒါပြန်ဖက်တူကိုဒါအနိုင်ရယူတတ်တာမျိုးတွေ့ရတယ်ပေါ့နော်။နောက်ပြီးဒီ fighter ကိုကျွန်တော်သွားပြီးတော့မှလိလာကြည့်မယ်ဆိုရင်တော့ဒါသူ့ရဲ့ဒီကစားပုံရပြောမယ်ဆိုရင်ဒီအောက်ခြေကန်လိုက်ဒါထောက်လက်တီးတီးထောက်လိုက်ပုံစံမျိုးနဲ့ဒါရှင်ပြန်ကစားရတယ်ဆိုပေမဲ့ဒီ hammer man ပိုင်းအရာပြောမယ်ဆိုရင်တော့ဒါတော်တော်လေးကောင်းတဲ့ fighter တူလို့ပြောလို့ရတယ်ပေါ့နော်။ဒါ hammer man ကောင်းတဲ့အချက်ကြောင့်ပဲသူ့အနေနဲ့ဒီ gap ဘိုင်းကိုကျွန်တော်ပြောမယ်ဆိုအရင်ကြီးဒီ view site တဲ့အနေထားမျိုးမရှိဘူးဒါ gap ကိုချပြီးတော့မှဒါအရှင်ပြန်ကစားလေးရှိတဲ့ fighter တူဖြစ်နေတယ်ပေါ့နော်နောက်ပြီးဒီ fighter က graphics key ဘိုင်းမှာလဲဒါတော်တော်လေးကောင်းတဲ့ fighter တူဆိုတော့ကိုကျွန်တော်သူ့ရဲ့ဒီပွဲစဉ်တွေကိုကြည့်ရှုမယ်ဆိုရင်ဒါသိမြင်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ Natalia Silva ကတော့ဒါ flyweight တန်းမှာဒါအကောင်ကတော့ပြောမယ်ဆိုရင်တော့ဒါတခြား fighter တွေနဲ့ဆိုင်တော့ဒါတီးတယ်ဒါပေမဲ့လည်းဒါ သူ့ရဲ့ဒီလှုပ်ရှားမှုအရာဒီကျွန်တော်တို့ဒီထိချက်တွေအရာကျွန်တော်တို့အသေးစိတ်လေ့လာကြည့်လိုက်မယ်ဆိုတော့ဒါတစ်ဖက်ကဒီ Alasan Grassoo တဲ့ fighter ထက်မြန်နေတာမျိုးတွေ့ရတယ်ပေါ့နော်။ဒါအားနည်းချက်ဆိုလို့တခုပဲရှိတယ်ဒီလက်တီပါဝါလောက်ပဲပြောမယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒီပွဲစဉ်မှာကအလက်ဆာဂရက်ဆူအနေနဲ့နာသန်လီယားကိုဒါဝင်လုံးပြီးတော့မှဒါဖိထိုးတဲ့ပုံစံမျိုးနဲ့ဒါရှင်ပြန်ကစားသွားဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံမျိုးမကစားနိုင်ဘူးဆိုရင်တော့ ဒါသူ့အနေနဲ့တိတ်တော့မလွယ်ဘူးဒါတစ်ဖက်ကဒီနာသလီယာစီဗာကဒီစတန်ဖိုက်ပိုင်းမှာပေါ့နော်ဒါလက်ဆာကိုရဆူကိုဒါကောင်းကောင်းဒုက္ခပြီးနိုင်တဲ့ဒီအနေထားမျိုးတွေရှိနေတယ်ပေါ့နော်အဲ့တော့ဖိုက်တာနှုတ်ဦးစလုံးကတော့ကျွန်တော်ဒါလုံးဝကိုဒါဖိုက်တာကောင်းနေဖြစ်ကြတယ်ဒါအလက်ဆာကိုရဆူဆိုရင်တော့ဒါပရိသတ်တွေအားလုံးသိရှိခဲ့ကြပြီးတာဖြစ်တယ်ပေါ့နော်ဒါချန်ပီယံခပ်ပတ်မှာကျွန်တော်ဒီရယူနိုင်ပြခဲ့တဲ့အထိဒါဆွမ်းဆောင်ပြီးတော့မှ ဒါခပတ်လွတ်လွတ်ပြေးလိုက်ရတယ်ပေါ့နော်အခုတစ်ခေါက်မှလည်းဒါနာသလီယာဒါစီဘာဆိုတဲ့ fighter နဲ့ရှင်ပြန်ထူးတက်သွားမယ့်ချိန်ဒါသူ့အတွက်ကပြောမယ်ဆိုရင်တော့ဒါလွယ်မယ်လို့ထင်ထားပေမဲ့လည်းဒါပူပြီးတော့မှဒါခက်ခဲနေတယ်ပေါ့နော်အဲ့တော့ဒီပြိုင်ဖက်ဖြစ်တဲ့နာသလီယာစီဘာကဒီအလုံးထဲအပိုင်းအရာမှာဒါအလက်ဆာဂရက်ဆူထက်ကျွန်တော်တီးတယ်ဆိုပေမဲ့ဒါသူ့ရဲ့လှုပ်ရှားမှုကဒါတော်တော်လေးကို မြင်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီအနိုင်ရှုံးနဲ့ပတ်သက်ပြီးခံမှန်ရမယ်ဆိုတော့ဒါကျွန်တော်အနေနဲ့ကတော့ဒီ Alasan Grasso ကိုပို့ပြီးတော့မှသဘောကျမိတယ်ပေါ့နော်အဲ့တော့ဒီဘွေးစင်မှာဆိုရင်တော့ဒါသူ့ရဲ့ဒီအလုံးထဲပေါ့နော်ဒါ rich အသာချက်ကိုကျွန်တော်တို့အကူပြီးတော့မှဒါပြန်ဖက်ကိုဒီမြေပြင်မှာကျွန်တော်တို့ဒီထိမ့်ချုပ်ပြီးတော့မှဒါထုထောင်းပြီးတော့မှကစားသွားနိုင်မယ်ဆိုရင်တော့ဒါအနိုင်ရရှိသွားနိုင်ချေတော့များတယ်ပေါ့နော်အဲ့တော့သူ့အနေနဲ့ဒါဘလိုပုံစံမျိုးနဲ့ပွဲကိုချင်းကက်သွားမလဲဆိုတော့ကတော့ဒါတကယ့်ကိုစိတ်ဝင်စားတယ်။အဲ့တော့ကျွန်တော်အနေနဲ့ကတော့ ါသူ့ကိုအစောပိုင်းမှာကျွန်တော်ပြောခဲ့တယ်လို့ပဲเนาะရှင်လုံးပြီးတော့မှဒါမြေပြင်မှာထိမ့်ချုပ်ပြီးတော့မှဒီချုပ်ွက်ပုံဖုံလေးပုံဖို့ပေါ့เนาะချုပ်ွက်ပုံဖို့လို့မရရင်လည်းဒါအသာစီပုံစံမျိုးနဲ့ဒါရှင်ပြန်ကစားသွားစီချင်တယ်ပေါ့เนาะ Okay ဒါဆိုရင်နောက်ထပ်တကိတ်ကိုစိတ်ဝင်စားစရာကောင်းတဲ့တွဲဆိုင်ဒီဇိုင်းကိုတွားလိုက်ရအောင်ပါအဲ့တော့ဒီတွဲဆိုင်ကတော့ဒါ ranking ကျွန်တော်တို့7မှာရက်တည်နေတဲ့ဒါ Brazil ကဒါ Juicy A2 ဆိုတဲ့ဒါကနေဝင် Fighter G တူဒါ Champion Hound တူနဲ့ ranking 15မှာရပ်တည်နေတဲ့ကနေဒါဖိုင်တာတူဦးဖြစ်တဲ့ Iman Zahan Bido ကရှင်ပြန်ထုတ်တက်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ Jose Aldo ကတော့ဒါပြိုင်သက်တွေတရှိချပီးတာအတိုင်းပဲဒါသူကတော့ Brazil ကဖိုင်တာတူဦးဖြစ်တယ်ပေါ့နော်အဲ့တော့ UFC မှာဆိုရင်တော့သူ့အနေနဲ့ဒါအနားယူသွားခဲ့ပြီးတော့မှတကြော့ပြန်တန်စကန်ထဲကို ပြန်ဝင်လာခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီ featherweight နန်းချဘရင်ကြီးတူဦးဖြစ်တဲ့ Jose Aldo ကတော့ bantamweight တန်းမှာပြောရမယ်ဆိုရင်တော့ ဒီအလေချင်းရှိနေတဲ့ fighter တူဦးပေါ့နော်အထိုင်ကျနေတဲ့ fighter တူဦးလို့ပြောလို့ရတယ်။အရင်တော့ကဆိုရင်တော့ဒါ Juice Edu ကဒီ Mario ဒါ Batista ကိုရှုံးနိမ့်ထားခဲ့တယ်ပေါ့နော်။အဲ့ဒီပွဲမှာဒါသူ့အနေနဲ့ရှုံးနေတွားခဲရတယ်ဆိုပေမဲ့ဒီဆွမ်းဆောင်ရဲ့အရာကျွန်တော်တွားပြီးလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ဒါအရင်ကြီးမညံ့နေဘောနော်အရင်ကြီးကြတွားတဲ့အထဲမှာလည်းမပါဘူးအဲ့တော့ကြည့်လိုက်မယ်ဆိုရင်တော့ဒီ juice edu ကတော့မှဒါအနေငယ်လေးဒါတာနေတဲ့အနေထားမျိုးတွေရှိနေတယ်ဘောနော် အဲ့တော့ဒီအမတ်ပီးဒိုင်တွေရဲ့ဒီအဆုံးဖြတ်ကြောင့်တာဒါရှုံနေသွားခဲ့ရတာဖြစ်တယ်အဲ့တော့ဂျူစီအန်ဒူကဒါပြောရမယ်ဆိုရင်တော့ဒီအကောင်းဆုံးအချိန်ကိုဒါကြော်လွန်သွားခဲ့တယ်ဆိုပြီးမှလေဒါသူ့ရဲ့ဆွမ်းဆောင်ရည်အရာပြောရမယ်ဆိုရင်တော့ဒါ UFC မှာဒီအလေအလက်တန်းစားဒီဆွမ်းဆောင်ရည်အနေထားမျိုးဒါရှိနေတယ်ဆိုတာမျိုးကိုကျွန်တော်တွေ့နေရသေးတယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်က Iman Zahabi ဆိုတဲ့ဒီ Canada Fighter ကတော့ ဒါသူ့အနေနဲ့ဒါမိခင်နိုင်ငံမှာဒါရှင်ပြန်ကစားတွားရတဲ့အတွက်ကြောင့်မို့သူ့မှာဒါအာသာချက်တွေရှိနေတယ်ဗောနော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီကနေဒါဖိုက်တာတူဖြစ်တဲ့အီမန်ဇဟမ်ဘီရဲ့ဒါဆွမ်းဆောင်ကိုလိလာကြည့်လိုက်မယ်ဆိုရင်တော့ဒါအတွေ့အကြုံအရပြောမယ်ဆိုတော့နဲသေးတယ်ဆိုပေမဲ့သူ့အနေနဲ့ဒါပွဲဖြက်နိုင်မှုမှာဒါအာသာချက်တွေရှိနေတယ်ဗောနော်အဲ့တော့ဒီ PJ လက်ချေလေးရှိတယ်ဒီပောက်ကွဲအားတွေကျွန်တော်တွားပြီးကြည့်လိုက်မယ်ဆိုရင်တော့ဒါတော်တော်လေးပြင်းထန်တဲ့ဖိုက်တာတူဖြစ်တဲ့အပြင်ကမှာ ဒါပြန်ဖက်တွေကိုသူ့အနေနဲ့အခွင့်ရရရင်ရတယ်လို့ဒါပွဲသိမ်းနိုင်တဲ့ဒါဆွမ်းဆောင်ရည်ကောင်းမျိုးတွေဒါရှိနေတယ်မနော်အဲ့တော့ juicy edo ကဒါအစောပိုင်းမှာဒါသူ့အနေနဲ့ဒီ fighter ကိုဒါတော်တော်လေးကိုတတိထားပြီးတော့မှဒါရှင်ပြန်ကစားသွားဖို့လိုအပ်တယ်တကယ်လို့ဒါဒီပွဲမှာ iman zahambi အနေနဲ့ juicy edo ကိုဒါဝင်လုံးမယ်ဆိုရင်တော့ဒါသူ့အနေနဲ့လွယ်ကူတဲ့အနေအထားမျိုးဒါရှိမနေဘူးပေါ့နော်အဲ့တော့ juicy edo ကကျွန်တော်အကောင့်နာတီးတာပြောမယ်ဆိုတော့ဒါ way rounded ဖြစ်ပြီးတော့မှဒါအကွက် စုံတဲ့ဖိုက်တာတူဖြစ်တယ်။ဒါပေမဲ့ဂျူစီအဲဒူအတွက်တခုစိုးရင်စရာရှိတာကဒါတစ်ဖက်ပြန်ဖက်အီမန်ဇာဟာဘီရဲ့ဒီတစ်ချက်ကောင်းပါပါဘောနော်။အဲ့တော့ဒီတစ်ချက်ကောင်းကျွန်တော်ပါဝါပန့်ချ်ကိုမိသွားမယ်ဆိုရင်တော့ဒါဂျူစီအဲဒူကလည်းဒါအလဲထိုးပုံစံမျိုးနဲ့ ဒါရှုံးနိမ့်တွားရနိုင်ချေရှိတယ်ပေါ့နော်အဲ့တော့ဒါအရေးကြီးဆုံးကတော့ဒါပေပွဲစဉ်ပဲနေနေပေါ့နော်ဒါလုံးဝဒါအမားကြီးကျွန်တော်လုံမိတွားလို့မရဘူးဒါမထင်မဲ့ထားတဲ့အနေထားကနေပြီးတော့မှဒါရှုံးပြီးခံရတွားနိုင်ချေရှိပါတယ်အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်တော့တကယ်လို့ဒါကျွန်တော်အစောပိုင်းမှာပြောသူလိုပဲဂျူစီအဲတူအနေနဲ့ဒါအမားမလုံမိခဲ့ဘူးဒါအလဲထိုးကျွန်တော်တစ်ချက်ကောင်းပါဝါကိုဒါအထိမခံရဘူးဆိုရင်တော့ဒါသူ့အနေနဲ့ဒီပွဲစဉ်မှာ ဒီတတိဆဖိုက်တာတူဦးဖြစ်တဲ့အီမန်ဇာဟာဘီကိုဒါအနိုင်ရယူသွားနိုင်ခြင်းရှိတယ်ဗောနော်အဲ့တော့ချုံပြီးပြောလိုက်မယ်ဆိုရင်တော့ဒါဂျူစီအဲဒိုကအနိုင်ရယူသွားနိုင်ခြင်းရှိတယ်ဂျူစီအဲဒိုကိုတော့ဒါပို့ပြီးတော့မှဒါသဘောကျမိတယ်ဗောနော်ပရိသတ်တွေအနေနဲ့ရောဒီတွဲဆိုင်နဲ့ပတ်သက်ပြီးဒါဘယ်လိုမျိုးထင်မြင်ထားတယ်လဲဒီအောက်ကကွန်မန့်မှာလဲဒါဝင်အောင်ဆွေးနွေးသွားပြလို့ရပါတယ်โอเคဒါဆိုရင်ကျွန်တော်နောက်ထပ်ပရိသတ်တွေအနေနဲ့လုံးဝလက်မလွတ်တင့်တဲ့ဒီ champion cup လုပွဲတပွဲဖြစ်တဲ့ဒါ flyweight တန်ကဒီ velatina ရှင်ချန်ကိုဆိုတဲ့ Champion Fighter တူနဲ့ဒါ ranking ကျွန်တော်တို့အဆင့်ဒီ flyweight ရဲ့အဆင့်နဲ့နေရာမှာရည်တည်နေတဲ့ fighter တူဖြစ်တဲ့ဒါပြင်တစ်က Menno ဒါ Firo ဆိုတဲ့ fighter တို့ဒါရှင်ပြန်ထုတ်တက်သွားမယ်တွဲဆိုင်နဲ့ပတ်သက်ပြီးဒါပွဲကျူတုံးတဲ့ချက်လေးပြုလုပ်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ Valentina Shevchenko လို့ပြောလိုက်မယ်ဆိုရင်တော့ဒါပရိသတ်တွေကိုအထူးမိတ်ဆက်ပြီးဖို့မလိုဘူးလို့ထင်တယ်ဗျ။ဒါမွေထိုင်းနဲ့ဂျူဒိုကိုအားပြုတဲ့ ဒါကစားသမားဖြစ်ပြီးတော့မှဒီအကောင်းဆုံးအချိန်ကိုရောက်ရှိနေတဲ့ fighter တအုပ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကပြင်တစ်က fighter တအုပ်ဖြစ်တဲ့ Manon Firo Ro ဆိုတဲ့ fighter ကတော့ဒီ Grappling ပိုင်းမှာအာတန်နဲ့ fighter တအုပ်ဖြစ်တယ်ပေါ့နော်ဒါအလုံးထဲရပြောမယ်ဆိုရင်ဒါတော်တော်လေးကြီးတယ်ဟိုရင်တော့ကသူရှင်ပြန်ထိုးတက်သွားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်တွားပြီးလေ့လာကြည့်မယ်ဆိုရင်တော့ဒါအလဲထိုးနိုင်ပွဲတွေဒါတွေ့မြင်ခဲ့ရတာတွေရှိတယ် ား UMC အဖွဲ့အစည်းကိုဒါရောက်ရှိသွားပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါသူ့ရဲ့ပွဲစဉ်ကျွန်တော်တို့တော်တော်များများသွားပြီးလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ဒီ definition အပိုင်းမှာပေါ့နော်ဒါအားနည်းနေတာမျိုးလေးတွေ့ရတယ်ဒါပြိုင်ဖက်ကိုလည်းသူ့အနေနဲ့ဒါဝင်လုံးလိုက်ထူထောင်လိုက်ပုံစံမျိုးနဲ့ ဒီအမတ်ရယူမှုစနစ်ပုံစံမျိုးနဲ့တာရှင်ပြန်ကစားပြီးတော့မှဒါပြိုင်ဖက်တွေကိုအနိုင်ရယူတာတွေတွေ့ရတယ်။တော့အခုချိန်မှာဆိုရင်တော့သူအနေနဲ့ဒါချန်ပီယံလူခွင့်အနေထားထိပါကျွန်တော်ဖြစ်လာခဲ့တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့အနေနဲ့သူ့ရဲ့ striking point ကိုပြောရမယ်ဆိုရင်တော့ဒါဗလက်တီနာရှချန်ကိုကိုမိဖို့ဆိုရင်တော့တိတ်တော့မလွယ်ဘူး။ဒါတော်တော်လေးကျွန်တော်တို့ပြင်ဆင်ရမယ့်အပိုင်းတွေရှိနေသေးတယ်ပေါ့နော်။ဒီဗလက်တီနာရှချန်ကိုကတော့ဒါသူ့ရဲ့ကစားပုံကျွန်တော်တို့တွားပြီးကြည့်မယ်ဆိုရင်တော့ဒါခြေတွက် လက်တွဲရှိတယ်ပေါ့နော်ဒါ movement အရာပြောမယ်ဆိုရင်ဒါ speed အရာပြောမယ်တော်တော်လေးမြင်တဲ့ fighter တူဖြစ်တယ်ဒါလက်တီးတွေကလည်းပြောမယ်ဆိုရင်တော့ဒီ star fight fighter တွေထဲမှာကျွန်တော်တိကျမှုရှိတဲ့ fighter တအုပ်အဖြစ်ကျွန်တော်ရက်တီနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ power ကတော့ပြောမယ်ဆိုရင်တော့ဒီအရင်ကြီးကြီးတဲ့ fighter တွေထဲတော့မပါဘူးဒါ ဒီတွဲလုံးတွေကျွန်တော်ဝင်ပြီးတော့မှဒါထိုးမယ်ဆိုရင်လည်းဒါပြန်ဖက်ကကျွန်တော်ဒီမောက်ချသွားနိုင်တဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီတွဲဆိုင်နဲ့ပတ်သက်ပြီးဒါခြုံပြီးတော့မှကြီးလိုက်မယ်ခြုံပြီးတော့မှတုံးတက်လိုက်မယ်ဆိုရင်တော့တကယ့်ကိုဒီ way round ဖြစ်တဲ့ fighter တူနဲ့ဒီနဘန်းကိုကျွန်တော်ဒီ ground ဘိုင်းမှာအသားပြုတ်တဲ့ fighter တူတို့ဒါရှင်ပြန်ထူးတက်တဲ့ဘွေးစင်မန်းကျွန်တော်တိတာတယ်ပေါ့နော် ဲ့တော့ဒီပြိုင်ဖက်ဖြစ်တဲ့ဒါမနွန်ဖီရောကတော့ဘလိုပဲပြောပြောဒီဘလက်တီနာရှက်ချန်ဂိုဂိုဒါသူအာတန်တဲ့ဒီ ground ဘိုင်းကိုဆွဲခေါ်ပြီးတော့မှဒါကစားဖို့ပဲဒီနီလန်ပဲရှိတယ်ပေါ့နော်အဲ့တော့ဒီနီလန်နဲ့ပဲသူ့အနေနဲ့ဒါချန်ပီယံခပ်ပတ်ကိုဒါရယူသွားနိုင်အောင်ဒါဆွမ်းဆောင်နိုင်ဖို့လိုအပ်တယ် အဲ့တော့ဒီလိုမှမဟုတ်ပဲဒါ Stanford ချင်း Platina ချက်ချင်းကိုနဲ့တွားပြီးရှင်သူမိမယ်ဆိုရင်တော့ဒီချားတယ်သူနေလဲအရှုံးနဲ့ရင်ဆိုင်တွားရောက်ဖို့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ Platina ချက်ချင်းကိုရဲ့ဒါအခုနောက်ပိုင်းဒါသူစွမ်းဆောင်ပြခဲ့တဲ့ဒီစွမ်းဆောင်ရည်တွေကိုတွားပြီးကြည့်မယ်ဆိုရင်ပေါ့နော်ဒါ Grafinski အပိုင်းမှာဒီနည်းနည်းလေးတူတက်လာတာမျိုးမဟုတ်ဘဲနဲ့ဒီတဟုံထူးတူတက်လာတာမျိုးတွေ့ရတယ်။ဒါ striking တမားစစ်စစ်တူဆိုပြီးမဲ့ဒါ graphing ပိုင်းမှာကလည်းပြောမယ်ဆိုရင်တော့ဒါ ထိတ်တန့်အဆင့်တနေရာကိုကျွန်တော်ရောက်ရှိလာနေတာမျိုးတွေ့ရတယ်။အဲတော့ကျွန်တော်တို့အနေနဲ့ဒီရှေ့အဖြစ်မှာပြောဆိုသွားခဲ့သလိုပဲဒါပြင်သစ် fighter ဖြစ်တဲ့ Manon Firo ကဒါဗလက်တီနာရှချန်ဂူကိုဒါဝင်လုံးမှပဲသူ့အနေနဲ့အနိုင်ရရှိဖို့အတွက်အခွင့်အရေးရှိမှာပေါ့နော်။အဲတော့ဒါအလွယ်တကူဝင်လုံးနိုင်ဖို့ဆိုရင်တော့ဒါလွယ်ကူတဲ့အနေအထားမျိုးတော့မရှိဘူး။ဒါဗလက်တီနာရှချန်ဂူကလည်းဒီ ground ဘိုင်းမှာဆွမ်းဆောင်ကြီးအပိုင်းရပြောမယ်ဆိုတော့ဒါတော်တော်လေးကိုကောင်းနေတယ်ဗောနော်အဲ့တော့ဒီတွဲဆိုင်နဲ့ပတ်သက်ပြီးဒါ ကျွန်တော်ရဲ့အမြင်အရဆိုရင်တော့ဒါဗလက်တီနာရှင်ချန်ကိုအနေနဲ့ဒီပြိုင်ဖက်ဖြစ်တဲ့ဒါမန်နိုဖီရောကိုအလဲထိုးပုံစံမျိုးနဲ့ဒါအနိုင်ရယူတွားနိုင်မယ်လို့ခန့်မှန်းချင်တယ်ပေါ့နော်အဲ့တော့ပရိသတ်တွေအနေနဲ့ရောဒီတွဲဆိုင်နဲ့ပတ်သက်ပြီးဒါဘယ်လိုမျိုးထင်မြင်ယူဆချက်တွေရှိသလဲပေါ့နော်အောက်ကကွန်မန့်မှာဝင်အောင်ဆွေးနွေးတောင်းပြလို့ရပါတယ်โอเคဒါဆိုရင်ကျွန်တော်နောက်ဆုံးတွဲဆိုင်တဆိုင်ကိုတွားလိုက်အောင်ပါအဲ့တော့ဒီတွဲဆိုင်ကတော့ဒါကျွန်တော်တို့အနေနဲ့လုံးဝလက်မလွတ်တင့်ပဲဒါစောင့်ကြည့်တွားမဲ့တွဲဆိုင်တဆိုင်ဖြစ်တဲ့ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဝေဒါဝိတန်ကလက်ရှိချန်ပီယံဖြစ်တဲ့ဒီဘလယ်မူဟာမက်ကဒါသူ့အနေနဲ့ဒီ ranking top 5ထဲကပေါ့နော်။ဒါဝေဒါဝိ ranking top 5ကဒီ jet ထဲလာမန်ဒလန်နာနဲ့ဒါရှင်ပြန်ထိုးတက်သွားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီတွဲဆိုင်မှာကျွန်တော်တကယ်လို့ဒါဒီဘလယ်မူဟာမက်အနေနဲ့ချန်ပီယံခပ်ပတ်ပြုတ်သွားမယ်ဆိုရင်တော့ဒါကျွန်တော်အနေနဲ့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကအစ္စလာမ်ကချက်အနေနဲ့ဒီဝေဒါဝိတန်ကိုတက်လာပြီးတော့မှဒါချန်ပီယံခပ်ပတ်ပိုင်ရှင်ကို ါစိန်ခေါ်တူးတက်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုကြောင့်မကျွန်တော်အနေနဲ့ဒီသွဲဆိုင်ကိုမဖြစ်မနေကျွန်တော်စောင့်ကြည့်သွားတင်တယ်လို့ပြောဆိုရချင်းဖြစ်တယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီသွဲဆိုင်နဲ့ပတ်သက်ပြီးဘွေးကျူတုံးတစ်ချက်လေးတွားလိုက်အောင်ပါအဲ့တော့ဘလမိုဟာမက်ဆိုတဲ့ fighter လို့ပြောလိုက်မယ်ဆိုတော့ဒါပရိသတ်တွေအားလုံးသိရှိခဲ့ကြပြီးသားအတိုင်းပဲပေါ့နော်အဲ့တော့ဒီ fighter ကပြန်ဖက်တွေကိုဒါကင်ပေါက်လိုက်ဒါမှမဟုတ်လဲဒါပြန်ကောက်လိုက်ပုံစံမျိုးလှုပ်ပြီးတော့မှဒါနိုင်ပွဲဆက်နေတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုတော့ဒါ finishing rate အရပြောမယ်ဆိုတော့တော်တော်လေးအားနည်းတယ် ဒါ PG လက်ချီလေးနဲတယ်ဗောနော်ဒါ UFC မှာဆိုရင်တော့ဒီဘလင်မိုဟာမက်ရဲ့စွမ်းဆောင်ရည်ကျွန်တော်တွားပြီးလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ဒီတိုင်းအဆုံးဖြတ်ထိရောက်ထားတဲ့ပွဲတွေတော်တော်လေးများတာတွေ့ရတယ်ဒါကစားပုံအရပြောရင်တော်တော်လေးပြင်းဖို့ကောင်းတဲ့ဒါအနေထားမျိုးတွေရှိတယ်ဗောနော်အဲ့တော့ပြောမယ်ဆိုရင်တော့ဒီဘလင်မိုဟာမက်ကချန်ပီယံတူတာဖြစ်နေတာဗောနော်ဒါတော်တော်များများကဒီသူ့ကိုတိတ်ပြီးသဘောမကျဘူး ဒါကစားပုံအရလဲတက်ဆိုင်နေပေါ့နော်ဒါဒီဖိုက်တာကိုတော်တော်များများကဝေဖန်နေတာလေဒါတွေ့ရတယ်ပေါ့နော်အဲ့တော့တပတ်ကဒီဂျက်ဒယ်လာမက်ဒလင်နာကတော့ဒီဘောင်းစင်တမဆစ်စစ်တူလို့တော့ပြောလို့ရတယ်ဒီကစားဟန်นี่ကျွန်တော်တော်ပြီးလေးလာကြည့်လိုက်မယ်ဆိုတော့ဒါဒီလက်သီးကိုပို့ပြီးတော့မှဒါအတန်းပြူပြီးတော့မှကစားတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ပါဝါအရကျွန်တော်တော်ပြီးကြည့်လိုက်မယ်ဆိုတော့ဒါအရင်ကြီးပြင်းတဲ့အဲထဲမှာတော့မပါဘူးဒါ Gwaflin Ski ကတော့ဒါအနေငယ်ပြောစရာရှိတယ် ဒါအရင်ကြီးကောင်းတဲ့ထဲတော့မပေါဘူးနော်ဒါထိတ်တောင်း defend တွေကတော့ဒါမစိုးဘူးဒါ fighter တွေတော်တော်များများကျွန်တော်ဝင်လုံးလာမယ်ဆိုရင်တော့ဒါသူ့အနေနဲ့ဒီအကောင်းဆုံး defend လုပ်ပြီးတော့မှဒီ body transition လုပ်တဲ့အပိုင်းမှာကလည်းသူ့အနေနဲ့ဒါကောင်းတဲ့အနေထားမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီထိတ်တောင်း defend အပိုင်းအရာတော့ဒါအစင်ပြည့်တဲ့ fighter တူဖြစ်တယ်။ဒါ ground ဘိုင်းမှာတော့ပြောအစိုးဘိုင်းမှာပြောခဲ့သလိုပဲဒါအရင်ကြီးကောင်းတဲ့ထဲမှာတော့မပါဘူး။အဲ့တော့ဒီလို fighter တွေကဒါပြန်ဖက်က ဒါခုကိုဝင်လုံးလာမယ်ဆိုရင်တော့မှဒါအထိနာအောင်ဒါလုံနိုင်ဖို့ဆိုတာကမလွယ်ဘူးပေါ့နော်အဲ့တော့ဒီအချက်ကပြောရမယ်ဆိုတော့ဒါဂျက်ဒယ်လာမန်တလင်နာရဲ့ဒီအာတာဆုံးအချက်တစ်ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အမြင်အရဆိုရင်တော့ဒီတစ်ချက်ကသူ့ကိုဒါပွဲတွင်းမှာဒါအနိုင်ရရှိသွားနိုင်စေတဲ့ဒါအဓိကတစ်ချက်ဖြစ်တယ်လို့ဒါပြောချင်တယ်ပေါ့နော်အဲ့တော့ဘလယ်မိုဟာမက်ကတော့အခုလက်ရှိအချိန်မှာတော့သူ့အနေနဲ့ဘောက်ဆင်ကိုလိကျင့်နေတယ် အဲ့တော့ဒါတူကတော့ဒီလာမယ့်ပွဲစဉ်မှာဒါကန်နယ်လူအက်ဘရက်လူဒါကစားပြမယ်လူဒါဂျုံဝါထားနေပါတော့အဲ့တော့ကန်နယ်လူအက်ဘရက်ကတော့ဒါဘောင်စင်ပိုင်းမှာတကယ့်ကိုဒါထိတ်တန်းနမကြီးဖိုက်တာတူဖြစ်တယ်ပေါ့နော်ဒါပရိသတ်တွေအားလုံးကလည်းသိရှိကြမယ်လို့ယုံကြည်တယ်ပေါ့နော်ဘလန်နေနဲ့ကတော့ဒီဘောင်စင်ပိုင်းမှာဒါအကောင်းဆုံးပုံစံမျိုးလိချင်းပြင်ဆင်နေတယ်ဆိုပြီးမဲ့လဲဒါသူ့ရဲ့ဒီ striking skill အရာကတော့ဒါ jet della madelena ကိုရှင်းနိုင်ဖို့ဆိုတာက ဒါတော်တော်လေးကိုခက်ခဲတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်တကယ်လို့ဒါဒါတွားပြီးတော့မှဒါရှင်ထူးမိမယ်ဆိုရင်တော့ဒါဘယ်လေမူဟာမက်ကပြောမယ်ဆိုတော့တကယ်ကိုဒါမိုက်မိုက်မဲမဲပုံစံမျိုးလောက်ရဲ့မျိုးနဲ့ဒါပြိတက်တွေလုံးဝမထင်မှတ်ထားတဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ထုံးစံအတိုင်းပဲဒါဘယ်လေမူဟာမက်ကတော့ဂျက်တလာမန်တလနာကိုဒါဝင်လုံးလိုက်ပြန်ဖြိလိုက်လုတ်ပြီးတော့မှဒါအမတ်အပြတ်တက်ပုံစံမျိုးနဲ့ရှင်ပြန်ကစားသွားနိုင်ချေရှိတယ်အဲ့တော့ ဒီနေရာမှာကျွန်တော်ချက်တယ်လာမက်ဒလင်နာရဲ့ဒီပွဲသိမ်းနိုင်မှုစွမ်းဆောင်ရည်ကိုကျွန်တော်တို့အနေနဲ့ဒါလုံးဝ short တ်ထားလို့မရဘူးပေါ့เนาะအဲ့တော့ကျွန်တော်အစောပိုင်းမှာပြောထားသလိုပဲဒီလက်တီပါဝါရဒါအရင်ကြီးတဲ့မပြင်းဘူးဆိုပေမဲ့ပေါ့เนาะဒါသူ့အနေနဲ့ဒီ finishing rate အရပြောမယ်ဆိုရင်တော့ဒီကောင်းနေတဲ့ fighter တူလို့ဒါပြောလို့ရတယ်ဒါပြန်ဖက်ကိုသူ့အနေနဲ့ခွင့်ရရမယ်ဆိုရင်လည်းဒါဒီပွဲဖြတ်နိုင်တဲ့ဒီစွမ်းဆောင်ရည်ကောင်းမျိုးတွေရှိနေတယ်ပေါ့เนาะ ဒီအတွက်ကြောင့်မို့ဒီပွဲစဉ်မှာဒါဘလန်မိုဟာမက်အနေနဲ့ဒါဒူးတတောင်ဒါချီကန်ချက်တွေကိုဒါမထင်မထားပဲနဲ့ရှောက်တုံးမိခဲ့မယ်ဆိုရင်တော့ဒါသူ့အနေနဲ့ဒါတပတ်ကဂျက်တယ်လာမက်ဒလင်နာရဲ့ဒါအဆုံးသက်ခြင်းကိုဒါခံရသွားနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့ဒီဘလန်မိုဟာမက်ရဲ့ကစားပုံအရဆိုရင်တော့ဒါမရမကဝင်လုံးပြီးတော့မှဒီပြိုင်ဘက်တွေကိုဒါနောက်ဆုံးအချီထိဒါဆွဲခေါ်ပြီးတော့မှအမတ်ဒီအဆုံးဖြတ်ပုံစံမျိုးနဲ့ဒါဆွဲခေါ်ကစားသွားနိုင်ခြင်းရှိတယ် အဲ့တော့ဒီသွေးဆိုင်နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်တော့ဒါဘလဲမိုဟာမက်ကိုကျွန်တော်အနိုင်ရယူသွားနိုင်ခြင်းရှိတယ်လို့ဒါခန့်မှန်းချင်တယ်ပေါ့နော်ဒါအဓိကအကြောင်းရင်းကိုပြောရမယ်ဆိုတော့ဒါဘလဲမိုဟာမက်ရဲ့ဒီတက်လုံတွေဒါသူ့ရဲ့ဒီစွမ်းဆောင်ရည်ပေါ့နော်စွမ်းဆောင်ရည်ကကျွန်တော်တို့ဒီအရင်ကြီးဒါအာရဂျီနဲ့လောက်တဲ့စွမ်းဆောင်ရည်မျိုးမဟုတ်ဘူးဆိုပေမဲ့လေဒါပြန်ဖက်တွေအနေနဲ့ဒီကျွန်တော်ဘလဲမိုဟာမက်ကိုဒါအဆုံးတက်ဖို့ဆိုတော့ဒါတော်တော်လေးခက်ခဲတဲ့အနေအထားမျိုးတွေရှိနေတာမျိုးတွေ့ရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ ဒါဒီလောက်မဲ့တင်းနေကုန်နေနေဒီကနေဒါနိုင်ငံမှာချင်းပါပြုတ်လောက်သွားမဲ့ UFC 215ပြန်ပွဲကြီးနဲ့ပတ်သက်ပြီးတော့မှဒါ main cut ကအဓိကတွဲဆိုင်ငါးဆိုင်ကိုဒါပွဲကျူးတုံးတစ်ချက်ပုံစံမျိုးလေးနဲ့ အပြုလုပ်တင်ဆက်ပေးသွားခဲ့တာဖြစ်တယ်ပေါ့နော်ဒါအားလုံးပဲချိန်နဲ့တက်လိမ့်မယ်လို့ယုံကြည်တယ်ပေါ့နော်ဒါအဆုံးထိကြည့်ရှုကြပေးနေတဲ့ပရိသတ်တူဦးတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လာမယ့်နေ့ရက်တွေမှာလည်းဒီတခြားတော့စိတ်ဝင်စားစရာပွဲစဉ်တခြားတော့စိတ်ဝင်စားစရာကျွန်တော်တွဲဆိုင်တုံးတစ်ချက်တွေကျွန်တော်အမြင်တွေကိုကျွန်တော်ထည့်သွင်းပြောဆိုတောင်းပြဖို့ရှိပါတယ်ဒီအတွက်ကြောင့်မို့စောင့်မျှော်ကြည့်ရှုအားပေးဖို့ဒီကနေ့ထပ်မံပေးခွင့်ချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Joseph ဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နေကြပါစေ